بسم الله الرحمن الرحيم نمبر 4 مير رسول صلى الله عليه وسلم اي ايمت တော်နထာနာသခင်ဂျေဇုတော်ရှင်တမနော်မြတ်ဆယ်ယီဒီနာမုဟမ္မဒ်မုစတဖာဆလ္လလာဟူအလိုင်းဝဆလမ်ဒီနနဖဇာနမစပီရာမိမိဆွာဘာများဘတ်တို့မျက်နာတော်မူကအတင်တို့အထဲမှာညကအိမ်မက်မက်ခဲတဲ့သူရှိသလားဟုမိမျက်နာမူလေးရှိပြီးအိမ်မက်မက်ခဲသူကတင်ပြလာရင်ထိုအိမ်မက်သဘောကိုဖွင့်ဆိုပြတော်မူလေးရှိခဲ့သည် တခါတွင်အစင်လာအတိုင်းစွာပါများအိမ်မက်မခဲသူရှိမရှိမေးမြန်းတော်မူရာ စွာပါများကမရှိကြောင်းဖြေကြားလျှောက်ထားကြသည်မြတ်နဗီကငါညကအိမ်မက်မခဲတဲ့အိမ်မက်ထဲမှာလူနေရောက်ငါးစီရောက်လာပြီးတော့ငါးလက်ကိုဆွဲပြီးထူချားလာတဲ့နေရာကို ခေါ်သွားကြတယ်တနရာရတနရာရောက်တော့ထိုင်နေတဲ့လူတယောက်ရဲ့ပဇောင်တစ်ဖက်ကိုရက်နေတဲ့လူတယောက်ကတန်မီညက်နဲ့လေကုတ်ထီရောက်အောင် ညက်ပြီးဖြတ်ပြစ်လိုက်တယ်အဲ့ဒီထိုင်နေတဲ့လူရဲ့တခြားပါတစ်ဖက်ကိုလည်းလေကုတ်အထိညက်ပြီးဖြတ်ပြစ်ပြန်တယ်အဲ့ဒီအချိန်မှာပထမအဖြတ်ခံရတဲ့ပဇောင်ဟာအကောင်းပဂရီဖြစ်သွားပြန်တယ်ဖြတ်တဲ့လူကအဲ့ဒီလူရဲ့ပထမပဇောင်ကိုထပ်ဖြတ်ပြန်တယ်ဒီလိုအခါခါအခါခါအဖြတ်ခံရလိုက်ပြန်ကောင်းသွားလိုက် ဖြစ်တာကိုတွေ့ရလို့ငါကိုတော်က ဘလို့လဲလို့မေးလိုက်တော့အဲ့ဒီလူနှစ်ယောက်ကငါ့ကိုရှေ့ရှေ့ဆက်သွားပါလို့ပြောပြီးငါကိုရောကိုရှေ့ဆက်ခေါ်သွားကြတယ်ငါတို့တနေရရောက်တော့လူတယောက်ကိုလဲထားတာကိုတွေ့ရတယ်သူ့ရဲ့ခေါင်းရဲ့မှာရှိနေတဲ့လူတယောက်ကအေယာမကြောက်တုံးကြီးနဲ့သူ့ရဲ့ခေါင်းကိုပြစ်ထုတ်လိုက်တယ် ကြောက်တုံးကြီးဟာခေါင်းကိုမှန်ပြီးအဝေးကြီးကိုလွင့်သွားတယ်။ထိုးတဲ့လူကလွင့်သွားတဲ့ကြောက်တုံးကြီးကိုတောက်ောက်ပြီးပြန်ရောက်လာတဲ့အခါမှာအထုခံထားတဲ့ခေါင်းဟာအကောင်းပကတိဖြစ်နေလို့ထပ်ပြီးထုပြန်တယ်။အဲ့ဒီလိုအခါခါအခါခါထပ်ပြီးထုနေလို့ငါကိုရောကဒါဘလို့လဲလို့မေးလိုက်တော့ငါကိုခေါ်သွားတဲ့လူနှစ်ယောက်ကရှေ့ဆက်ကြွပါလို့ပြောပြီးငါကိုရောကို ရှေ့ဆက်ခေါ်သွားကြတယ်။ငါတို့တနေရာရောက်ပြန်တော့လိုင်ကူတစ်ခုကိုတွေ့ရတယ်အဲ့ဒီလိုင်ကူဟာအပေါဝအကျင်းပြီး အောက်ခွင်းကျဲတဲ့မုတ်ဖို့နဲ့တူတဲ့အဲ့ဒီမုတ်ဖို့လိုခွင်းဂူထဲမှာမီးဟုံဟုံတောက်လောင်နေတဲ့အဲ့ဒီမီးဖို့ထဲမှာကိုလုံးတိယောက်ျားတွေမိန်းမတွေပြည်နေတဲ့မင်းညွတ်တက်လာတိုင်းလူတွေပါလာပြီးမင်းညွတ်ကြသွားတဲ့အခါလူတွေပြန်ကြသွားတဲ့ အဲ့ဒီလိုအခါကအခါကတက်လာလိုက်ကြာသွားလိုက်ဖြစ်နေတာဘာကြောင့်လဲလို့ငါကိုရောကမေးလိုက်တော့အဲ့ဒီလူနှစ်ယောက်ကရှေ့ဆက်ကြွပါ ကိုရောရှေ့ဆက်ကြပါကိုရောလို့ပြောပြီးငါကိုရှေ့ဆက်ခေါ်သွားကြတယ်ငါတို့ရှေ့ဆက်သွားရင်တနေရာရောက်တော့သွေးရီစီးစင်းနေတဲ့ချောင်းတစ်ခုတွေ့ရပြန်တယ်သွေးချောင်းအလယ်မှာလူတယောက်ရှိနေပြီးသွေးချောင်းဘေးမှာလူတယောက်ကိုခဲတပုံနဲ့ယက်နေတာတွေ့ရတယ်ချောင်းလေကလူက ချောင်းဆက်ကိုရောက်လာပြီးကံပါပေါ်တက်မလို့လှုပ်တိုင်းချောင်းဆက်မှရက်နေတဲ့သူကဂဲနဲ့ထုပြီးချောင်းတဲကိုပြန်မောင်းချလိုက်တဲ့အဲ့ဒီလိုအခါခါအခါခါလှုပ်နေတာတွေ့ရလို့ငါကိုတော်ကဘာတွေဖြစ်နေတာလဲလို့မေးလိုက်တော့ငါကိုခေါ်သွားတဲ့လူနှစ်ယောက်ကရှေ့ဆက်ကြပါလို့ပြောပြီးငါကိုရှေ့ဆက်ခေါ်သွားပြန်တယ် ငါတို့ရှေ့ဆက်သွားတော့စိမ့်လန်းဆူပြေဝေစာနေတဲ့ဥယင်ကြီးတစ်ခုကိုရောက်သွားကြတယ်။အဲ့ဒီဥယင်ကြီးရဲ့အလယ်မှာတစ်ပင်အမြင့်ကြီးတစ်ပင်ရှိနေပြီးတစ်ပင်ကြီးခြေရင်းမှာအဖိုးတယောက်ကိုခလေးတွေက ဝိုင်းနေတာတွေ့ရပြီးတစ်ပင်ကြီးရဲ့အနီးနားတနေရာမှာတခြားလူတယောက်ထိုင်နေရင် သူ့ရှေ့မှာရှိနေတဲ့မိဘုံကြီးကိုမှုတ်ပေးနေတာကိုတွေ့ရတယ်။ငါ့ကိုခေါ်သွားတဲ့လူနှစ်ယောက်က ငါကိုတစ်ပင်ပေါ်ခေါ်သွားကြပြန်နဲ့တစ်ပင်ရဲ့ပင်မကြီးပေါ်မှာအတော်ပဲလပကောင်းမွန်တဲ့ဗိမာန်တစ်ခုစောက်လောက်ထားတာတွေ့ရတယ်ငါကိုတော့ကိုသူတို့ကဗိမာန်ထဲကို ခေါ်သွားကြတယ်ငါအဲ့ဒီဗိမာန်အဲ့ဒီလိုဗိမာန်မျိုးကိုတခါမှမမြင်ဘူးလို့တအံ့တော်ဖြစ်ခဲ့ရတယ်။အဲ့ဒီဗိမာန်ထဲမှာအမျိုးသားအမျိုးသမီးတွေကိုလည်းတွေ့ခဲ့ရတယ်။ကလေးတွေကိုလည်းတွေ့ခဲ့ရတယ်။အပင်ပေါ်ဆက်တက်တော့ ပထမတွေ့ရတဲ့ဗိမာန်ထက်ပိုပြီးကောင်းမွန်လာပါတဲ့ဗိမာန်တစ်ခုတွေ့ရပြန်တဲ့အဲ့ဒီဗိမာန်ဟာလူပြိုလူအိုတွေနဲ့ပြည့်နေတဲ့ငါ့ကိုခေါ်သွားတဲ့လူနယောက်ကိုငါကအတင်တို့တ냐တာလုံးငါ့ကိုလဲပတ်ပြနေတဲ့အဖြစ်တနာတွေဟာဘလို့လဲဘာလိုအပ်ချက်တွေလဲဆိုတာရှင်းပြကြစမ်းပါဦးလို့မေးတော့မှအဲ့ဒီလူနယောက်ကကိုယ်တော်ပထမအောင်ဆုံးတွေ့ခဲ့ရတဲ့ပဇောင်နှစ်ဖက်ဖြတ်ခန့်နေရတဲ့လူကတော့လောကမှာရှိနေတော့က မူသားနဲ့မဟုတ်မမှန်ပြောခဲ့တဲ့သူပါမဟုတ်မမှန်မူသားပြောတဲ့လူတိုင်းဟာအဲ့ဒီလိုပဲကြာမက်ကြာမက်ဖြစ်တဲ့နေ့အထိခံနေရမှာပါခေါင်းကိုကြောက်ရုံကြီးနဲ့အထုအထောင်ခံနေရတဲ့သူကတော့လောကမှာရှိနေတုန်းကကိုရန်ကျမ်းတော်မြတ်ရဲ့ပညာကိုရလိုက်ပေမဲ့ကိုရန်ကျမ်းတော်မြတ်အပေါ်မကျင့်သုံးမလိုက်နာလို့ခံနေရတာပါအဲ့ဒီလူဟာအဲ့ဒီလိုပဲကြာမက်နေ့အထိခံနေရမှာပါ ခုတဲကမိတောက်တွေထဲမှာတွေ့ရတဲ့ယောက်ျားတွေမိန်းမတွေကစင်နာကာမမှုကျွန်းလွန်နေတဲ့လူတွေပါတွေ့ချောင်းဒီထဲမှာအထုခံရတဲ့သူကတော့အတိုးစားခဲ့တဲ့လူပါအဲ့ဒီလူတွေလည်းအဲ့ဒီလိုပဲကြာမနစ်အထိခံနေရမှာပါဦးရင်ကြီးရဲ့အလယ်မှာရှိနေတဲ့တစ်ပင်မြင်ကြီးရဲ့ခြေရင်းမှာထိုင်နေတဲ့အဖိုးအိုကတော့နဗီတမနော်ဟဇတ်အစ်ဗရာဟိမ်အလိုင်ဆလမ်ဖြစ်ပါတယ်သူ့အနာမှာဝိုင်းနေတဲ့ကလေးတွေကတော့ အရွယ်မရောက်မီကွယ်လွန်ခဲ့ရတဲ့မွတ်စလင်ကလေးတွေပါအဲ့ဒီအပင်ရဲ့မလန်းမကန်းမှရှိနေတဲ့မီးပုံကိုမီးမုတ်ပေးနေတဲ့သူကတော့ငရဲပုံဆောက်ရတဲ့ဖရစ်စတာမာလစ်ပါကိုရောပထမဦးဆုံးဝင်ရောက်တော်မူခဲ့တဲ့ဗိမာန်ဟာတာမန်မွတ်စလင်တွေနေထိုင်ဆံမြန်ရမြတ်ပုံနှမ်းမှာအထက်ဆင့်မှာမြင်တွေ့တော်မူခဲ့ရတဲ့ပုံဗိမာန်ကတော့ရှဟီဒီများဆံမြန်ရမြတ်ပုံနှမ်းဖြစ်ပါတယ်ကျွန်တော်ကတော့ဂျီဘရာဟီပါ သူကတော့မိကာအိလ်ပါ ကိုရောအထက်ကိုမော့ပြီးကြီးရှုတော်မူပါလို့အဆိုပြုလို့ငါကိုရောခေါင်းမော့ကြီးလိုက်တော့တိမ်ဖြူကြီးတွေတွေ့ရတယ်အချောင်းကိုမေးလိုက်တော့အဲ့ဒီတိမ်တိုက်ဖြူဟာငါကိုရောစံမြဲတော်မူရမယ်ဘုံဘိမ့်မှန်ဖြစ်ပါတယ်လို့ရှောက်ထားကြတော့ ငါကိုရောကဗိမ္မာန်ထဲဝင်သွားတော့မယ်လို့ပြောလိုက်တော့သူတို့နှစ်ယောက်ကကိုရောတတန်းမကုံခန်းသေးပါကျွန်းကျန်နေပါသေးတယ်အကယ်၍သာ ကိုရောဤတတန်းကုံဆုံးနေပြီဆိုရင်ယခုပင်ဝင်ရောက်ဆံမြန်းနိုင်ပါသည်လို့လျှောက်ထားကြတယ်လို့မြတ်နဗီဆလလောဟူအလัยဟိဝဆလမ်ကမိမိရဲ့ရှေလျားလာတဲ့အိမ်မက်အကြောင်းကို အကုန်အစင်ပြောပြတော်မူခဲ့သည် နဗီတမနောဤအိမ်မက်သည်တာမန်သဘောဖြင့်မက်သည့်အိမ်မက်မျိုးမဟုတ်ဝဟီတန်းဝင်အိမ်မက်များဖြစ်သည်ဝဟီအရတီးလိုက်တော်အဖြစ်ပြက်များက အစင်းမှန်ဖြစ်ရများသာဖြစ်သည်ဖော်ပြပါဟာဒီစ်တော်အရနံပါတ်၁မူသားစကားပြောကြခြင်းဖြင့်ဆိုဝါလာတော်အဖြစ်နှင့်ကြုံရမည်နံပါတ်၂တက်မြောက်ထားသည့်ပညာရဲ့အပေါ်မလိုက်စမကျင်းဆောင်က အဖြစ်ဆိုးနဲ့ရင်ဆိုင်ရမည်နံပါတ်3ဇေနာကာမမှုကျိုးလွန်ပါကဂျဟနမ်ငယ်ပုံတွင်ကိုလုံးကိုတုံးလုံးမိမြိုက်ခံရမည်နံပါတ်4အတိုးညွတ်စားလင်ဂျဟနမ်သွေးချောင်းတွင်ဂျဟနမ်သွေးချောင်းတွင် ပြစ်ဒဏ်ခံရမည်စသည်ကို ထင်ရှားစွာသိရှိရပေပြီးအလ္လာဟ်ရှင်မြတ်သည်မွတ်စလင်အပေါင်းတို့အားထိုသို့သောအဖြစ်ဆိုးမျိုးတို့ဆက်ရောက်ရသည့် ျိုးလွန်ဖောက်ပြန်မှုတိုင်းမှကင်းဝေးရန်ထင်ကုတ်ပေးတော်မူပါစေအာမင်